ဆိုဒီပရိုလိထိပ်သီးကလပ်အဟီလေအသင်းဟာရီယယ်မက်ဒရစ်အသင်းတောင်ပိုင်းကစားသမားဗီနီစီယပ်ဂျူနီယာကိုယူရိုတန်း100လောက်နဲ့ခွင့်ယူနိုင်ဖို့အတွက်နီးပြကြီးအန်ဆယ်လော့တီကိုအကူအညီပေးဖို့ချဉ်းကပ်နေတယ်လို့သိရပါဗျ။ဘရာဇီးစူပါစတားဗီနီစီယပ်ဂျူနီယာဟာရီယယ်မက်ဒရစ်နဲ့စာချုပ်သက်တမ်းတူးခြင်းမရှိသေးတာကြောင့်ဆိုဒီကလပ်အသင်းတွေကချိတ်ဆက်မှုတွေဇက်တိုက်ပြုလုပ်နေတာဖြစ်ပါတယ်။အဟီလေအသင်းကတော့ဒီနေရာဒီမှာဗီနီစီယပ်ကိုခွင့်ယူနိုင်ဖို့အတွက်အသေးအံစူးစမ်းနေပြီး အပြောင်းအရွှေ့အတွက်ယူရိုတန်းရှည်ရာလောက်ထိအသုံးပြုဖို့အစဉ်သင့်ဖြစ်နေပြီလို့ပြောဆိုထားတာဖြစ်ပါတယ်။အဲဒီလေတင်းဟာပြီးခဲ့တဲ့ဆောင်းရာသီတုန်းကနေမာကိုဆုံးရှုံးခဲ့ရပြီးတဲ့နောက်နောက်ထပ်နာမည်ကြီးကစားသမားတူဦးအားဖြည့်ဖို့ကြိုးစားနေတာလည်းဖြစ်ပါတယ်။အသက်24နှစ်အရွယ်ဘရာဇီးလူငယ်ကစားသမားဟာ2018ခုနှစ်တုန်းကရီယယ်မက်ဒစ်ကိုစတင်ရောက်ရှိလာခဲ့ပြီးအသင်းနဲ့တူလာလီဂါ62ပွဲမှာ26ဂိုးသွင်းယူထားသူလည်းဖြစ်ပါတယ်။ရီယယ်မက်ဒစ်အသင်းဟာလာလီဂါအမှတ်ပြင်းစရာမှာ82မှတ်နဲ့အဆင့်1နေရာကဘာစီလိုနာနဲ့ လေးမှတ်ကွာဟနေပြီးလက်ကျန်၅ပွဲမှာချန်ပီယံဖြစ်ရေးအတွက်ခက်ခဲသွားခဲ့ရပြီဖြစ်တာကြောင့်ဒီယာဒီရီယယ်မက်ဒရစ်အတွက်ဖလားလက်မဲ့ရာသီနဲ့ရင်ဆိုင်ရမယ့်အခြေအနေလည်းဖြစ်နေပါတယ်။မိပြအန်ဆယ်လော့တီကလည်းရာသီကုန်ရင်အတင်းကထွက်ခွာတော့မဲလို့ပြောဆိုထားပြီးဗီနီစီယာဂျူနီယာကလည်းတက်တမ်းမတိုးသေးတာကြောင့်ဒီနေ့ဘောလုံးရာသီပြီးဆုံးချိန်မှာတော့အန်ဆယ်လော့တီနဲ့ဗီနီစီယာတူရဲ့အနာဂတ်ကဘယ်လိုတွေဖြစ်လာမလဲဆိုတာစောင့်ကြည့်သွားမှာဖြစ်ပါတယ်ခင်ဗျာ။